ဗီယက်နမ်ကလပ်နန်ဒင်းအသင်းတိုက်စစ်မှုဝင်ဆောင်ဆန်ကတော့ရှိုင်းယူနိုက်တက်အသင်းနဲ့ကစားရမယ့် away ကွင်း AFF ရှိုပီကပ်ပွဲစဉ်မှာပြိုင်ဘက်အင်ရှင်ရှိုင်းယူနိုက်တက်အသင်းခံစစ်ကိုအလုံးရှုပ်စေမဲ့ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။ရာဖယ်ဆန်ပြီးဆာရာဖာနန်ဒက်စ်လို့အမည်ရတဲ့ဒီကစားသမားဟာဘရာဇီးနယ်ဘွားဗီယက်နမ်နိုင်ငံသားတူလည်းဖြစ်ပါတယ်။သူဟာ professional ကစားသမားဘွားကိုဘရာဇီးမှာစတင်ခဲ့ပြီး2018မှာပြည်ပထွက်ကစားခဲ့ကဂျပန်နဲ့ဒိမ့်မက်လီတွေမှာအတော့ကိုရုန်းကန်ခဲ့ရတဲ့ကစားသမားတူလည်းဖြစ်ပါတယ်။ 2020ခုနှစ်မှာတော့ VNN Club နန်တွင်အသင်းနဲ့အစာချုပ်ချုပ်ဆိုလိုက်တဲ့ငွေရင်ဆောင်ဆန်ဟာ2023-24ရာသီ VNN ပြည်တွင်းလီမှာဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။သူဟာ VNN မှာ9နှစ်ကြာနေထိုင်ခဲ့ပြီးနောက်2024စက်တင်ဘာလမှာတရားဝင်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီး VNN နိုင်ငံလက်ရွေးစင်အသင်းအတွက်ပြီးခဲ့တဲ့2024 ASEAN Championship မှာပါဝင်ကစားခဲ့ပါတယ်။ ငွေဆောင်ဆန်ဟာသူ့ရဲ့ VNL လေရွေးစဉ်ကစားသမားဘဝပထမဆုံးပွဲစဉ်ဖြစ်မြန်မာအသင်းကို9ဂိုးကုန်ရှိနဲ့အနိုင်ရခဲ့တဲ့2024အာဆီယံချန်ပီယံရှစ်မှာစတင်ပွဲထွက်လာခဲ့ပြီးအသင်းအတွက်2ဂိုးသွင်ယူခဲ့တာဖြစ်ပါတယ်။သူဟာနန်တင်းအသင်းအတွက်2023ခုနှစ်ကနေလက်ရှိအချိန်ထိ32ပွဲကစားက38ဂိုးသွင်ယူထားခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ကျောင်းနံပါတ်၄ကိုဝစ်စင်ကစားမဲ့ငွေရင်ဆောင်ဆန်ဟာရှဲခ်နိုင်တဲ့အသင်းကလက်ရွေးစင်ကစားသမားအများစုနဲ့အရင်းနှီးပြီးသားဆိုပေမဲ့ အင်ရှင်အသင်းအတွက်တော့သတိထားရမယ့်အခြေအနေဖြစ်ပါတယ်။ရှိုင်းနိုင်တဲ့အသင်းနဲ့ VNL Club Namdin အသင်းတို့အရှင်ပြိုင်ကစားကြမယ့် AFF Showpee Cup ပွဲစဉ်ကိုဒီဇင်ဘာလ၄ရက်နေ့ရန်ကုန်မြို့တူနာဘောလုံးကွင်းမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ကို SkyNet Sport X ရုပ်သံလိုင်းနဲ့ SkyNet Application တို့ကနေတိုက်ရိုက်ထုတ်လင်းပြသသွားမှာဖြစ်ပါတယ်ရှင်။